ယသောရယသီရိကမြတ်စွာဘုရားကိုလျှောက်ထားတဲ့စကားလေးတွေကိုဟောဖို့ခွင့်ပြုရထားပါတယ်နော်။ဒီချိန်မှာယသောရယသီရိကသူ့ရဲ့တက်တန်းကိုသူတနည်းပြန်ပြီးဆင်ញင်ကြည့်လိုက်တယ်။ဆင်ញင်ကြည့်လိုက်တဲ့အချိန်ကကျတော့ဩဒီနေ့ကငါတော့တက်တန်းကုန်တော့မယ်ဆိုတာသူကသွားတွေ့တယ်။ဒီညငါပြိဋိဘံဆံရတော့မယ်။ဆံရမယ်ဆိုလို့ရှိရင်ငါငါမြတ်စွာဘုရားသွားပြီးတော့မှတော်တော့မယ်ဆိုပြီးတော့မိမိနဲ့ပြိဋိဘံအတူဆံမြန်းတော်မူကြမယ်။ယဟန္တာသီရိမယံနဲ့ထောင်းနဲ့ရှင်းပြီးတော့ ဆင်းရဲလေးရမြတ်စွာဘုရားကိုသွားပြီးတော့ဘုမျိုးကတော့လေဘုမျိုးကတော့ပြီးတဲ့အချိန်ခါကျတော့မှသူကမြတ်စွာဘုရားကိုပါချောက်မယ်အထာတတေတိဝတ္တဟံပစ္စည်းမောဝတ္တတိဝေယောပဗ္ဗရံမိအနုပ္ပတအာရောစေမိမဟာမုနိမဟာမုနိယဟန်တို့တွင်အတားဆုံးအများဆုံးဖြစ်တော်မူပါပေသောမြတ်စွာဘုရားဟံဘုရားတမီတော်မာတိကအထတတတိဝတ္တ နှစ်အရွယ်တော်ရောက်ရှိနေပါပေ၏တပည့်တော်မရဲ့တဏ္ဍဟံအသက်86နှစ်ရှိနေပြီဖြစ်ပါတယ်မြတ်စွာဘုရားသစ္စီမဝတ္တတိဝယောမေဖျာတပည့်တော်မဤဝယောအရွယ်တော်ဒီကပစ္စည်းမဝယော နောက်ဆုံးအရွယ်ဒီဝတ္တတိဖြစ်ပေါ်၍နေပါသည်မြတ်စွာဘုရားတပည့်တော်ရဲ့အရွယ်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံးအရွယ်ဖြစ်နေပြီ ပဗ္ဗနာမိအနုပ္ပတ္တပဗ္ဗရာမိခကံခြင်းဆိုတဲ့ခကုံခြင်းဆိုတဲ့အရွယ်၌အနုပ္ပတ္တအစဉ်ဆက်ရောက်၍နေပါပေ၏မြတ်စွာဘုရားတပည့်တော်အရွယ်ကိုကြည့်မယ်ဆိုရင်ခကုံတဲ့အရွယ်ကိုရောက်ရှိနေပြီတဲ့အဖို့အိုကြီးဖြစ်နေပြီပေါ့နော်ဒီတော့ဒီချင်းခါမှာသူက80နဲ့ရှိနေဆိုတော့ဘုရားရှင်လည်း80နဲ့တက်တော့80ရှိနေရှိနေတဲ့အရွယ်ဖြစ်ပါလေ မြတ်စွာဘုရားပြိဋိဘမစံမီနှစ်နှစ်လောက်မှသူကဒီစကားလေးလမ်းလျှောက်နေတယ်လို့သူဆိုင်ရနော်ကဲနောက်သူကဗာဆက်ပြီးတယောက်ကလည်းပြိဋိဘောဝယောမရှင်ပြိဋ္ဌာမမဇိဝိတံဝဟာယောကမိတမိကတံမိတရဏမတနောဟန္ဒီဘုရောနေလခြင်းနှင့်ဘောရမူပါပြီတော်မြတ်စွာဘုရားမေရှင်ဘုရားတပြီတော်မှဤဝယောအွယ်ဒီကား ပရိဘေကောအိုမင်းရင့်ကြရလာပါပြီလက်အိုကြီးတကုအမတအိုမင်းမီသိမ့်မီပြင်းစင်းတဲ့လက်အိုကြီးတကုကိုခိုင်းကအောင်တုံ့နှောင်ထားရတယ်လို့ဤတော်မရဲ့အရွယ်ဟာလဲအလွန်ရင့်ကြပြီးတော့အိုမင်းရင့်ရောနေတဲ့အရွယ်တို့ရောက်ရှိနေပါပြီမြတ်စွာဘုရားမမဖျားဤတော်မဤဇီဝိတံဆက်လက်တည်တမ်းရမယ်တတအချင်းကားကာလတိကပရိဒတ်အလွန်တူတော်လှပါသည်မြတ်စွာဘုရားဤတော်မဆက်လက်ပြီး လူကြီးလူလောကမှာဒီနေရမယ်အချိန်လေးနှံ့ကြည့်လိုက်ရင်အမတ္တအမတ္တကိုတို့တော့နေပြီ။ဘာယောဂမိတာမိကတံမေတရဏမတ္တနောဟောအရှင်ဖျားတို့အားဘာယောပဲစွန်ထားပြ၍ဟံဖျားတပည့်တော်ဒီကမိတာမိဘာယောကတော်မိမြတ်စွာဘုရားမိဖျားတပည့်တော်ဒီအတ္တနောမိမိဤတရဏကိုခွဲလီလျောင်းပေါ်ဟူဘောရကိုကတံပြုလို့ရပြီးပါပြီမြတ်စွာဘုရားမြတ်စွာဘုရား တပည့်တော်မှဒီအရှင်ဘုရားတို့ကိုဆုံးလို့ပဲခွာပြီးတော့ပြိဋိဘံဆင်းရတော့မယ်နိဗ္ဗာန်သို့သွားရတော့သွားရပါတော့မယ်ဆရာဘုရားဒါပေမဲ့လို့တပည့်တော်မှဒီတပည့်တော်မှရဘုပဲအထာရဟုပြုလုပ်ထားပြီးဖြစ်ပါတယ်မြတ်စွာဘုရားဆိုပြီးတော့ဆရာဖန်းဒီကကြီးတွေဒီကမကြီးတွေလည်းအဲ့ဒီအဖြစ်အသိအရေးကြီးနော်မိမိတို့ကသင်္ကန်နိဗ္ဗာန်မှာမိမိတို့ရဲ့ကိုယ်ကိုယ်အထာရကိုပြုလုပ်ထားပြီးဖြစ်ဖို့တော့မလိုဘူးလားဒီလိုအပ်တယ်တနေ့ချင်းဒီသိမှာပဲငယ်ဒီဖြစ်စေ ကြီးဒီဖြစ်စီနော်ကံကြီးမှန်ချက်အတိုင်းကံတရားလေးကအကျိုးပြုပုံရအခါခွင့်မသိတော့ဘူးကုန်ခန့်သွားပြီဆိုလို့ရှိရင်တနည်းဒီကြမှာပဲထို့သေးတဲ့ချိန်ကမှမိမိတို့ရဲ့အကုအထာရကိုမိမိတို့ကပြုလုပ်ထားပြီးဖြစ်ဖို့မလိုဘူးလားလိုရတယ်အဲဒီလိုပြုလုပ်ထားပြီးဖြစ်ရင်တော့ဘာထူးတယ်အမတန်ရုပ်ညာနေတဲ့လူဘဝပေါ့နော်တခြားတခြားအဆင့်မြင့်နေတဲ့ဘဝတွေနဲ့နှိမ့်စာလိုက်ညံ့နေတဲ့ဘဝတစ်ခုမြေအိုးနဲ့တူပါတယ် အစဉ်တည်းမြင့်နေတဲ့နောက်ဘဝဒီမဘဝရွှေဦးနဲ့တူတယ်။မြေဦးကိုရိုက်ခွက်ပြီးရွှေဦးကြီးကိုထုတ်ယူလိုက်သလိုလူဘဝတဲ့တာလွန်အစဉ်တည်းမြင့်မနေတဲ့နောက်ဘဝဒီမဘဝတွေကိုမိမိကလှမ်းပြီးယူမယ်ဆိုရင်အလိုရှိရဘဝကိုမရနိုင်ဘူးလား။ရနိုင်ရဲ့။သို့တော့ဘဝဟုသမ ्या တိဘယ်ဘဝမှမကောင်းပါဘူးနော်။ဘုရားရှင်ကဘဝဟုသမ ्या ကိုဘယ်ဘဝမှမကောင်းဘူးလို့မြတ်စွာဘုရားကလည်းကျောင်းချထားပါတယ်။သို့တော့ဒီရဲ့အစဉ်မြင့်လို့မိမိတို့ကအခုရတ္တရညာထေရီကဲ့သို့ ဘဝကိုဆုံးရခြင်းနဲ့နိဗ္ဗာန်ကိုရောက်အောင်တက်လှမ်းထမ်းနိုင်တဲ့သရကောကိုယ်ပဲအထာရကိုပြုလုပ်ထမ်းနိုင်တဲ့သရကောဖြစ်မယ်ဆိုရင်အလွန်အလွန်ဝမ်းသာဖို့မကောင်းဘူးလားသိကောင်းပြီဒီကဏ္ဍကာလမှာမိမိတို့ရဲ့စိတ်ကိုပူပန်မှုတော့ကဖြစ်ဖို့လိုလေးလားမလိုတော့ဘူးဒါကျွတ်ကျင်ပြည့်စုံဖို့တော့သိလိုအပ်တယ်နော်ဒါကြောင့်နောက်ဆုံးအရွယ်ရောက်လာတဲ့အချိန်ကမှတည်ခြင်းတရားကတပြီတော့မှအထမ်းချင်းကပ်ပြီး သိမယ်ဆိုပြီးတော့လာပြီးလမ်းကြီးကိုပိတ်ဆို့ထားပြီးမြတ်စွာဘုရားဒီနေ့ညပဲတပည့်တော်တပည့်တော်မှပြိမာတော်မယ်မြတ်စွာဘုရားဒီနေ့ညပဲတပည့်တော်မှဒီနိဗ္ဗာန်တော့ရောက်ရှိပါတော့မယ်မြတ်စွာဘုရားဆိုပြီးတော့သူကတယောက်ထားနော်အဲ့ဒီလိုလျော်ထားပြီးတဲ့အချိန်ခါမှာသူကဘာဆက်တယောက်ထားလဲသူသွားရမယ်နေရာကိုသူကနှမ်းချောက် 32ဘုံအတွင်းမှာတည်ရှိနေတဲ့ယုံဉာဏ်ဓမ္မသင်္ခါရတရားမှန်သမျှကိုတော့သင်္ခတအကြောင်းတရားဒီကောဘောဆုလို့ဖြစ်ပေါ်လာရတဲ့တရားတွေလို့ခေါ်ရတယ်။ယေလိုရယာဓိရီမရောက်ရှိရမယ်။အငိမ့်တနိဗ္ဗာန်ကြီးကိုတော့အတ္တခတဘယ်လိုအကြောင်းတရားဒီမှာပြုမြင်လို့မရပဲသူ့တဘာဝအတိုင်းနိစ္စသာဝရအခွင့်တည်နေတဲ့တရားလို့ဆိုလိုပါတယ်။အဲဒီအတ္တခတအငိမ့်တနိဗ္ဗာန်ဆိုတဲ့မောမတရားဖြစ်တဲ့ နိဗ္ဗာန်ကျင်းပြီတော်ကြီးကိုတပြီတော့ဒီနေ့ညသွားရမှာတော့မြတ်စွာဘုရားဆိုပြီးတော့ဆရာခန်းနောက်တစ်ခုရာဝတာပရိသနာမှာတမှုပါတန်တိတထုနောအဘရာဓမ္မဇာနန္တိကမန္တံတမ္မုခာမူနိမြတ်စွာဘုရားမြတ်စွာဘုရားအပေါ်မှာပရိသတ်တချို့တချို့ပရိသတ်ဒီဘုရားရှင်တန်ချင်းကပြီးတော့သူတို့မသိသည်အလျောက်မိမ့်မဲသည်အလျောက်ဒွေသည်အလျောက်ပြင်းမှီးတဲ့အဖြစ်ဒီကိုမြတ်စွာဘုရားဓမ္မဟောချတောင်းမှန်ကြတော့ကြရဲ့ အဲ့ဒီလိုဝန်ချတောင်းမှာကတော့မှုတွေကိုမြတ်စွာဘုရားတိခန့်တော်မူတာကိုတပည့်တော်မှလည်းပြဖို့ပါတယ်မြတ်စွာဘုရားနော်ပြဖို့တဲ့အတွက်ကြောင့်ဘာဖြစ်လဲသူကသူကလည်းဝန်ချတောင်းမှာကြီးလို့ဒီစကားလေးမြင်ခံပြုတ်နေနော်တန်တရိတဝါစာတန်တာရိခလီတင်စေမမန္တယိအာရောစီမိမဟာဝိရအပရာတံသမတုမေမဟာဝိရကြီးမြတ်သောလုံလဝရိယရှိတော်မူပါပေတော်မြတ်စွာဘုရား မန္တာရီသံဃာအတွင်၌သံဃိတဝါကျင့်ကြခဲ့ကြတဲ့အတွင်၌မန္တရီတဝါကျင့်ရည်ရသည်ရှိသောဝါကျင့်ခဲ့ခြင်းအတွင်၌မမ္မံဖရာတိတော်ကတိရှင်တော်မြတ်ဖရာကြီးအပေါ်၌သတိတန်ချွင်ရင်ကျက်သည်စေအထိအကံရရှိခဲ့သည်ပညာအံမဟာဝိရာကြီးသောကြီးမားသောလုံကဝရိယရှိတော်မူပါပေသောမြတ်စွာဘုရားအာရုံရှင်ကြီးတောင်းမှလျောက်ထားပါ၏ မေဖျာဒီတို့မဤအပရဒံအပြစ်ကိုခမတ်လိုဒီကံတော်မူပါမြတ်စွာဘုရားသံဃာတခွင်ကြီးကြီးလက်တင်အချင်းကားတို့ကဘုရားတပည့်တော်မကအရှင်ဘုရားဤအပေါ်နဲ့ချွတ်ချော်မှုတင်းပါမှုတွင်းမှုပြင်းမမှုများအကြွေတစိုးတစီရှိခဲ့မယ်ဆိုလို့ရှိရင်လေတပည့်တော်တယောက်သာတောင်းပါပါတယ်မြတ်စွာဘုရားတပည့်တော်မရဲ့အပြစ်ဒီကိုဒီကံဒီကံဆင်းလို့တော်မူပါဆိုပြီးတော့ဖျောက်ထားနော် သုလဝနာဝသနံတတမှုနှင်းတော်ဣဒမပြောက်ဤယေကြည်မုတ်တရံဧဝခံမိနိဗ္ဗာန်ယဝဇန္တိယယသောတရားသီရိမကတိတော်သန္ဓရာတခင်ကြီးလေးဒီအခါရှင်ပြအပေါ်နဲ့မမ်းမိတဲ့အဖြစ်ကြီးကြည့်ခဲ့မယ်ချွတ်ချော်တင်းပါမှုများကြည့်ခဲ့မယ်ဆိုရင်လေတတိတော်မကခွင့်လို့သိခံတော်မူပါဆိုပြီးတော့တယောက်တန်းတောင်းမှန်တဲ့အချင်းဤစကားကိုဘုရားရှင်ကြားလိုက်တဲ့အချိန်ကမှဘုရားရှင်ကပါအမင်းရှိတယ် သင်္ကတိရပြိဋိပံစံသွားတော့မယ်ပြိဋိပံစံသွားတော့မယ်သင်အတွက်ငါဖျက်ကအကလွန်ကောင်းမွန်တဲ့ဘယ်လိုစကားမျိုးပြောရမှာလဲဘာဆိုလိုတာလဲဘယ်လိုရင်းကတော့ဦးဇင်းတို့သူကပြိဋိပံစံတော့ပြိဋိပံစံတော့မယ်ပုဂ္ဂိုလ်အတွက်သင်ကိုလည်းငါဖျက်ကခွင့်လွတ်ပါတယ်လို့အတုံးလည်းပြန်ပြီးစကားကြီးပြောနေကြလို့ဘာတူတော့မှလဲကွယ်လို့ဒီလိုပြောလို့ထူးတယ်ဆိုတော့ကအရိယသရဝံတို့ကိုပုသူဇင်ကဖြစ်ဖြစ်တော့မဟုတ် မိမိရဲ့အစ်င့်နေနေတဲ့အရိယာတရောကဒုဥကပဲဖြစ်စီပေါ့။ဥမာယဟန်နာပုဂ္ဂိုလ်တဲ့အစ်င့်နေတဲ့အရိယာတရောကဆိုရင်တော့သတ္တဗန္တကရကအနကံပုဂ္ဂိုလ်တွေပေါ့။အဲဒီတော့ဒီအရိယာတရောကအချင်းချင်းမှလည်းသတ္တဗန်ကယဟန်နာကိုပြင်မခဲ့မယ်ဆိုရင်သို့မဟုတ်ပုရုဇဉ်ကလည်းအရိယာတရောကတွေကိုပြင်မခဲ့မယ်ဆိုရင်သောပြီးဝန်ချတော့မှာကြောရ။ကြောင်းမှကြောလိုက်ရင်ဘာထူးကြလဲ။ပုရုဇဉ်အတွက်လည်းမညာပုံညာရခဲ့တယ်။သတ္တဗန်အတွက်လည်း အထက်အထက်မညာဘုံညာနေကိုရရှိနိုင်တယ်။အဲဒီလိုတောင်းမှဝန်ချကြတော့မှုမရှိပဲဘူးဆိုလို့ရှိရင်ဖြစ်ဆက်လက်ပြီးတရားအထုလို့ဆိုရင်ဘုဒ္ဓဇင်ကလည်းတရားမရနိုင်ဘူး။သောတာပန်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်းသောတာပတိမညာဘုံညာကသောတာပတိဘုံညာကလွဲ၍အထက်အထက်မညာဘုံညာနေကိုမရနိုင်တော့။အဲဒါကြောင့်ဝန်ချတောင်းမှကြတော့ရမယ်ဆိုလို့ရှိရင်တော့အကျိုးရှိတယ်။ဘုဒ္ဓီမှာရတ္တရာဓိရီကယဟနာဖြစ်ပြီးလ နောက်ထပ်သက်လက်ရှိရရှိဖို့ရမဉ္ဇဉ်ဘုညာဆိုရလဲသူ့မှာရှိသေးသလားမရှိတော့နောက်တစ်ခုသူကဒီညပဲပြိဋိကံဇံမဲဒီညပဲနိဗ္ဗာန်ကိုသွားတော့မယ်နိဗ္ဗာန်သွားမယ်ဆိုလို့ရှိရင်လေသူပြောတဲ့အတိုင်နိဗ္ဗာန်မှာကနောက်ထပ်တစ်ပါးပြိဋိကံညီရမှုအိုးရမှုနာရမှုတရားမှုဆိုရလဲရှိသလားမရှိတော့ဘူးနောက်ထပ်တစ်ပါးဒီပြားရှင်နဲ့သံဃာကြီးတကွေ့မှပြန်ပြီးဆုံစည်းဖို့ဆိုတဲ့အကြောင်းကိုရှိသေးလားမရှိတော့မရှိတဲ့အဲ့အတွက် ဒီသင့်အဖြစ်တွေကိုငါကခွင့်လွှတ်ပါတယ်လို့ပြောတယ်နဲ့ဘာထူအောင်လဲမထူတော့ဘူးလို့ဒါပြောလို့နော်နောက်ဆုံးတွေ့ချင်းဖြစ်နေပြီတူးနဲ့တူးနောက်ထပ်သံဃာကြီးမှဆုံဖို့ဆိုတဲ့အကြောင်းတွေလည်းဘာမှမရှိတော့ဘူးမရှိတဲ့အချိန်ကကျတော့မြတ်စွာဘုရားကဘာထူတော့မှလဲလို့ဒီလိုအမဲရှိလိုက်တဲ့အခါဒီရက်ပဲဒီလိုမှပြိဋိဘံစံတော့မယ်ဆိုပြီးတော့ခွင်တောင်းတော်မူတဲ့ရှင်ကလည်းကဲသဘောပြရည်ဟောင်များ ပြတ်သွားအောင်ပြတ်ပြီးတော့မှသင်္ပရိနိဗ္ဗာန်သံလောကအတ္တိကကာလကိုသင်သိပါတယ်ဆိုပြီးမြတ်စွာဘုရားခွင့်လွှတ်လိုက်။အဲဒီချိန်ကမှတကုတ်ပညာရိကအမျိုးမျိုးတွေကိုသူကပြတ်။ပြတ်ပြီးတဲ့အချိန်ခါကျတော့မှသူကမြတ်စွာဘုရားကိုပါလျှောက်တယ်။သူရဲ့တယောက်တည်းကလေးကိုဘုန်းကြီးကပြောခြင်းလို့နော်။